အခုလက်ရှိမှာဖြစ်နေတဲ့စစ်ပွဲတွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်လူကြီးရောလူလက်ပိုင်းရောခလေးတွေရောမြေကြီးရဒီမြန်မာပြည်တစ်ခုလုံးမှာစတိုက်ဖြစ်နေတယ်အဲ့တော့စကောင်းစီဘက်ကရောမြောင်းလိုက်ဘက်ကရောအကုန်လုံးကိုဒီအကြီးကိုရတံလိုက်ခြင်းနဲ့ရတံပေးစေခြင်းနဲ့ပြီးတော့ပြည်သူပြည်သားတွေပိုင်ဆိုင်တဲ့နိုင်ငံကြီးကိုပြည်သူပြည်သားတွေပြန်လို့ခြင်းနဲ့ပြန်ပေးစေခြင်းနဲ့